ကဲမင်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်တို့ရခောက်သင်ခန်းစာမှာ Python လေးကိုပါလောက်ခဲ့ပြီနော်။ download channel ။ Okay ဒီတစ်ခါမှာကျွန်တော်တို့ download တဲ့ကောင်ပါပဲ။ဘာမှလို့နဲ့ default နဲ့သူ download တွေမှာရောက်တာပဲ။ဟုတ်လား။ download တွေမှာကိုရောက်တဲ့ကောင်ကိုထိတ်ဆုံးအကြည့်ကြည့်နေဆိုရင် right click နဲ့ soft find date modify တဲ့ကိုရွေးလိုက်။သူထိတ်ဆုံးအကောင်ပြန်ဟိုအရင်ဟိုနောက်ဆုံးမှာဝင်နေဖိုင်လေး date modify တဲ့ခြေဆုံးမှာရတယ်။ Python 3.31h Okay မယ်နော်။ဟုတ်ပြီ။ ကျွန်တော်ဒီ file ကိုတစ်ခါလဲမှတ်မှတ်ရရမှတ်မှတ်ရရကျွန်တော်ထည့်ပေးမယ် copy ယူလိုက်အောင်မယ်ဟုတ်မလား python 3.8.3နဲ့လဲတွားလို့ရတယ်ကျွန်တော်ကျတော့2ရောကျွန်တော်တစ်ခါလဲထည့်ပေးလိုက်မယ်နော်မှတ်မှတ်ရရကျွန်တော် programming basis တဲ့ကိုကျွန်တော်တွားထည့်လိုက်အောင်မယ်ကျွန်တော်ရဲ့ file တွေလဲကျွန်တော်တွားထည့်လိုက်အောင်မယ်ဟုတ်ပြီနော်ကျွန်တော် folder အသစ်တစ်ခုထည့်လိုက်မယ် ဆောက်ပြီးတော့ S O F T W A R E software software လို့ပို့တာပေးလိုက်မယ်ဆိုတာပေးပြီးတော့အဲကောင်ကိုကျွန်တော် base လို့လိုက်3 point ကိုကျွန်တော်2 point ကိုထည့်ပေးလိုက်ပါနော်ဟုတ်ပြီနော်အစင်ပြေတဲ့အားနဲ့လုပ်လို့ရအောင်ဒီခါလေး version တွေပြောရင်တိုင်နေပတ်ပါဆိုလို့ပါ okay နော်ကဲရထားတော့ဟုတ် down of fact ကိုသွားမယ်နှစ်ချက်တော့ run မယ်ဒေချာချင်းဒီမှာဟောသလို right click နဲ့ run as administrator ဘာမှမရှိတဲ့ပိုင်းဆိုရင်တော့ထည့်ပြီနော်ထည့်ပြီအဲ့နော်ခဏနေရော မထည့်သေးဘူးမထည့်သေးမှကျွန်တော်ပြန်ဆက်ပြအောင်မယ်ခုနက Windows R CMD CMD PY PY THOM Python ဟုတ်ပြသေးလား PYTHOM Python လို့ပြလိုက်တာခုနက version နေပါလေပြသေးလားမပြတော့နော် just condition နေပါလေတော့သူလမ်းပြီးချိန်ဆက်ထားလိုက်တော့ brother version နေပါလေမပြနိုင်မပြနိုင်သူကမရှိတော့ဟုတ်လား Python မရှိဘူး okay install now custom install ဟုတ်ပြီနော်ကျွန်တော်တို့ခုန comment brown နဲ့ stick ကြီးရတယ်မရှိသေးဘူးကျွန်တော်မသွင်းသေးဘူးနော်ဒီပါဒီချင်းချင်းခဏလေးနောက်တစ်ခုကျွန်တော်ပြရစီရှိတယ်အာ python of eac version အဲ့ဒါတော့ restart မချလို့နော် programming document programming basis exercise ဟုတ်ပြီနော်ကျွန်တော် programming ကျွန်တော် exercise file နေတဲ့ python နဲ့ဝင်တယ် python file ပြလား ဒီခြေနေမှာတော့ကျွန်တော် install ဖြုတ်ပေးမယ်သူဘာတွေမြင်နေသေးတော့ Python file တွေသူသိနေတယ်ဖွင့်လို့ရနေသေးတယ်ဟုတ်နော်ဘာဖြစ်လို့လဲကျွန်တော် restart မချတော့လေကွန်ပျူတာကို restart ချလိုက်တာနဲ့အဲအစားဆုံးပြန်ပြပြီးတော့ install လုပ်တာနဲ့ပြန်ပြကျွန်တော် IDE လေးဖွင့်လိုက်ဟုတ်လား IDE လေးရှိသေးလားမရှိတော့ IDE လေးကျွန်တော်ခုနလို IDE လေးတတိယနဲ့ရိုက်ချလိုက် IDE လေးနဲ့ပတ်သက်တာမရှိတော့ okay မနော်ကဲအဲ့ဒါထားလိုက်တော့ကျွန်တော်ကျွန်တော် install လုပ်မယ် download တဲ့ကိုသွား ခုန run as install နောက်မယ် custom install ရွေးကြိုက်ကြိုက်လိုက်ရွေးကြည့်လိုက် install lecture for all user recommended အဲ့ဒါသူ recommend ပေးတယ်တဲ့ as python 3.h2 pad ဆိုတာခုနဟောပြောတာဟုတ်လားဒီကောင်လေးကိုမှန်ချင်းမချင်းကျွန်တော်တို့ pad ထဲမှာရောက်သွားမှာမဟုတ်ဘူးဒီမှာကြည့် pad ဆိုရင် environment variable ရဲ့ pad variable တွေကိုပြောတာပါဗျာဒီချက်ကိုကျွန်တော်တို့ pad ထဲမှာလာထဲမှာဆိုပြီးမှညစ်ချလိုက်ရင်ကျွန်တော်တို့ခုနက python ဆိုပြီးတော့ tense တာ ਨੇ ပေါ်လာနိုင် အဲ့လိုဆိုရင်တော့ပေါ်အောင်မှာမဟုတ်ဘူးအချင်းတော့ပေါ်မှာအဲ့ဒီဟာကိုဒီထက်ကိုထည့်မှလာလို့ပြောတာအော်ပြီကျွန်တော်အားကြောင့်ထည့်မယ်ဆိုပြီးတော့အမှန်ချင်းချင်းကဲကက်စတန်ဆိုတော့တစ်ချက်နဲ့ကြည့်မယ်ဟုတ်နော်သူကပုံမှန်ဆိုရင်တွေ့လားအာချမ်းမြောင် app data local program python python 3832ဆိုပြီးဝင်တော့ include ဆယ်ဘာတွေပါလဲဆယ် idea လေးပါတယ်တဲ့သူမှလောဆောင်ချက်တွေ download ချလို့ရတယ် pin တွေပါတယ် documentation တွေပါတယ် shortcut file တွေပါတယ်โอเคမလားကက်စတန်ဆိုတော့တစ်ချက်နဲ့ကြည့်အားပါတယ်ဟုတ်သား မသွင်းကျင်တာတွေဖြုတ်လို့ရသေးတယ်အဲ့လိုသွားလို့ရတယ် next name ရတယ်ဘာမှ next name နေလဲ install တော့ဆိုအကုန်ပါပဲ custom install ဆိုလည်းအကုန်အတူတူပါပဲ python set suit တွေရောပါတယ် okay မလားဒါလည်းအကုန်မှန်ညစ်ချတာပဲ requirements evolution next name လိုက်တော့မယ်ဘယ်ဟာရွေ့ရရနော် install တော့သွားဆိုရင်တော့တန်းတော့မှာပဲ custom install ဆိုတာကိုမလိုချင်ဖြုတ်လို့ရနေတယ်ဆိုတာကိုပြောတာ gain install တော့ဝင်သွားလိုက်ဒီလိုကနေခုနကလို next name နဲ့ဒီစာမျက်နှာရအောင်မယ် install now နဲ့ဒီစာမျက်နှာရအောင်။ Okay ။ ပိုင်းလေးကတော့ဟိုဖိုင်လေးကတော့ခုနကကြည့်လိုက်ရင်တော့25မဂါဘိုက်ပဲရှိတာဟုတ်နော်သူတွင်းတယ်ကိုခဏဆောင်မယ် programmer ပြအောင်ခဏဆောင်မယ်ဟုတ်ပြီသူခုန programmer ပြတော့ဒီလိုလေးပါ status web successfully successful ပါနော် install အဆင်ပြေသွားရင်အဲ့မှာတော့ကျေးဇူးတင်စကားလေးတွေတော့ပြောလိုက်ဒါလေးဆိုတော့ကျွန်တော်တို့အတူယူလိုက်ရတယ်မဟုတ်လားကျေးဇူးတင်စကားလေး special thank to the mark homas တဲ့နော် with the whole years or သူ share window တဲ့သူ window တွေ့ကြုံနေသူ share လို့သူကျေးဇူးတင်ပါတယ်ပေါ့เนาะပိုင်းတော့ Python D2 နဲ့ Rob Sun ကเนาะအဲ့ဒါထားတော့ပြီးရင်တော့ဒီမှာ online ကျူလိုတွေဟာကျူလိုတွေသွားခြင်းလာသွားလို့ရတယ်ကျွန်တော်ဒုသရရအောင်ကျွန်တော် Wi-Fi ချိန်တာတော့တခြားလဲဆုံးဖွင့်ကြလာမယ်เนาะ online ကျူလိုတွေဒါနှိပ်လိုက်တာနဲ့သူဒီဘက် link ကိုသွားလဲโอเคနောက်တစ်ခု domination အော်ဒါတခါလေးဟိုဟာ internet ဖွင့်လိုက်တခါလေးကြည့်ဟာ domination ဟိုဟာသူ့ရဲ့ python.org ရဝင်လဲအတူတူပဲเนาะဒီမှာ domination ကျူလိုတွေအကုန်ရှိတယ်အဲ့ဒါကျွန်တော်ကကျူလိုတွေကိုဆိုတော့ python ကျူလိုတွေရဲ့တဲ့ python မျိုးဘယ်လိုကျူလိုတွေကျူလိုတွေတွေ့လား ကောင်းစီရောဝတ်စရာစင်တိုင်းပိုင်းသူတွေကိုကိုလေ့လာလဲရတယ် the customized module ဒါ resource ကိုပြလိုက်တာပါဗျာဟုတ်ပြီပြီးရင်တို့ what is new ရော rdd ဒီဟာ python 3.2နဲ့အဲ့မှာဗားလေးတွေပြောင်းသွားတာလဲသိကျင်လဲဆိုရင်ထက်ကြည့်အဲ့တချို့သူပြောင်းပါတယ် editor တဲ့ဗားလေးပြောင်းလဲ summary release တဲ့ feature တဲ့ if တဲ့ရေးသားမရေးသားနေနည်းနည်းပြောင်းပါဗျာ there is a new syntax တွေ့လား foo colon နဲ့ equal ရဲ့ new syntax ကဲဒါဆိုကျွန်တော်မှန်တယ်ပြောကျွန်တော်မလေ့လာဘူး ဟုတ်တယ်နော်ဒူဒူပဲချင်းထွက်လာကျွန်တော်ဒါနည်းနည်းဟိုမျက်စိပြက်တာနော်မကြည့်ပြစ်လိုက်အောင်နော် training လုပ်နေတဲ့တော်တယ်မှာဒီစာမျက်နှာဝင်ပြကဲဒီဒီကဲဆိုတော့ကျွန်တော်အဲဒါဆိုကျွန်တော်နေနဲ့တက်ချက်လေးလာဟာဖူးကော်လည်းနဲ့အော်မြင်များချင်းဘလို့ညံမှန်ဘလို့အဓိပ္ပာယ်ရှိဘလို့ syntax နဲ့ဘလို့သုံးတာလဲဆိုတော့ကိုသိရင်သူကတော့နမူနာပြရတယ်အဲကောက်ကြီးကောက် run ကြီးမှာကျွန်တော်ဘာလုပ်မလဲလောဆောင်ကြတဲ့အကျိုးကျေးဇူးတွေဒီမှာသူ့ကိုဘလို့ညံနေမှာသုံးရမှာလဲဟာအကျေကြည့်ရင်လည်းဘယ်လိုသွားကြည့်ရမှာလဲဆိုတော့ဒါသူ့ရဲ့ပုံလား Okay မနော်ဟုတ်ပြီနော်ကဲအားကတော့ ော်တကောင်ဒီကချက်ကစားလေးပြင် close ပေးလိုက်တော့မယ်ပေးလိုက်ပြီးကျွန်တော်ခုန control panel တွေချက်ဝင်ချင်တယ် install ပြီးလိုက် control panel ဝင်နေမှာပဲ control panel cd con control panel con ရိုက်လိုက်ချက်ဝင်ကြည့်လိုက် program and feature အော်ဒါလားပထမဆုံးဝင်နေတဲ့ Python သူကနှစ်ခုတည်းနဲ့နှစ်ခုကို lecture ရဲ့ပတိတူပဲဒီမှာ96 MB ကျွန်တော်တို့ချလိုက်တဲ့ file ကတော့ဘယ်လောက်ပဲရှိရတော့25 MB ပဲရှိတဲ့ဟာလေးက install လိုက်တော့ဘယ်လောက်တွေဝင်လဲ 66 MB 66.3ခွင်ပေါ်ပြတိကျပြောမယ်ဆိုထားပါတော့ဒါဆိုပိုင်းသွင်းဝင်သွားပြီဟာ control panel ထဲဝင်သွားပြီဟုတ်ပြီနောက်လက်တစ်ချက်ကျွန်တော်ပြန်มาစင်မယ်ဒီ start menu ထဲမှာစင်မယ်အဲ့လိုဒီမှာသူအစားဆုံးသွင်းနေတာလေဒီမှာပိုင်းသွင်း menu ရဲ့ menu ဘုတ်ဒီပါတစ်ခါလဲပါတယ်အဲ့ဒါပြီးမှပြောမယ်ဒါဆိုတခါလဲပြ related app တန်ပိုင်းသွင်း osu ဆိုတဲ့သူဝင်သွားနိုင်မယ် microsoft word navi o ပိုင်းသွင်းတွေ့လား3.8 new ဆိုတဲ့အတိတ်ဝင်လာတယ်ဟုတ်တယ်လားအဲဒီမှာကျွန်တော်တို့ရေးရမယ့် idea နီးပါတယ်အဲ့ဒါပြီးရင်တော့ဒီကနေ့မှပြမယ် ဘိုင်ယိုဒါတွေတို့ပဲမီနျူရယ်တွေပါတယ်မော်ဂျူတွေပါတယ်အဲမော်ဂျူကိစ္စတွေကတော့ကျွန်တော်တို့သင်ခန်းစာတော်တွေမှာပြောထားတယ်ဟုတ်ကဲ့နားလားထားတော့ဒါဆိုရင်ဘိုင်ယိုကျွန်တော်တို့ကွန်ပျူတာတွေမှာဘိုင်ယိုဝင်သွားပြီနောက်တစ်ခုကျွန်တော် environment variable ဆိုတော့ကြည်မယ် environment variable bad အေးတွေ့လားကျွန်တော်ခုနစာလေးဒီအမှန်ကြီးချစ်ခဲ့တာဖြစ်လို့တော့သူကသူ auto bar ထည့်သွားပတ်ထည့်သွားတွေ့တယ်နော် auto ပတ်ထည့်သွားတွေ့လားဘိုင်ယိုနှစ်ကြောင်းတော့ထည့်ပါနှစ်ကြောင်းတော့နှစ်နေရာထည့်ပြီးသားအတိအကျတည်ကျင်နေဆိုရင်ထည့်ပြီးတော့နှစ်ချက်ဝင်ကြည့်လိုက် python 3.h အဲ့တော့လိုရတော့မလို့ねအဲ့ဒါ sorry နော်ဒါမှ edit လုပ်နေတော့ရတာဒါပတ်ပတ်လမ်းကြောင်းနှစ်ကြောင်းဝင်သွားတယ်လို့လာသတိမှတ်ထားလိုက်ဘာဖြစ်လို့လဲလိုရတဲ့ဟာလေကဲ cancel 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 okay ဒါလည်းစင်ပြေးသွားပြီဟာဟုတ်နေရပြီဒါသူရဲ့ဟွာတော့ခုနကဝင်ပြလိုက်တဲ့ link လေးတွေဒါ3.8နဲ့တွားလိုက်တဲ့ကိစ္စဟုတ်ပြီကျွန်တော်ဒီကနေ idea လေးရိုက်ကြည့်သူရဲ့ idea ဟော idea လေးတွေ့သွားရထားတော့ window ဟို window နဲ့အာ CMD CMD P P sorry P ဟုတ်ပါရရင် P Y T H O N Python အော်ပါရှင်းပြဒါဆိုတော့တို့ရဲ့ Python အားလုံးအဆင်ပြေပါကွန်ပျူတာမှာ Python နဲ့ဆိုင်ရာ Python interpreter ဝင်သွားပြီ Python လုံးလို့ရပြီ Okay နောက်တစ်ခါတင်ရမှာကျွန်တော်တို့ Python လေးကိုစတင်ပြီးတော့ Hello or Hello Hi လေးတွေရှောက်လိုက်ကြတော့ဟုတ်နော် Hello program လေးစာရေးတော့မယ် Python နဲ့ကိုစတင်ဝင်ရအောင်မယ်383 Okay မလား Okay thank you